ဒီချက်ပညာဒါနတွေကြည်ပြီးတဲ့ပညာအများကြီးရပါတဲ့ခြေတဲ့ဆက်ချုပ်ပညာကိုတင်နန်းဖွင့်နိုင်တဲ့ဒီဘက်ကစပြီးလုပ်ရမလဲခြေအခြေခံလိုအပ်ချက်လေးတွေပြောပြပေးပါတယ်ဟုတ်ပြီဒီမေးခွန်းလေးကိုခြေဖြည့်ပေးမယ်เนาะဒီမေးခွန်းလေးကမေးရဲ့အမှားအတွက်လည်းအစဉ်ပြေမယ်တခြားသူတွေတက်လည်းအသုံးဝင်မယ်ထင်လို့ဖြည့်ပေးလိုက်ပါမယ်ကိုကပြန်ပြီးတော့တင်နန်းဖွင့်မယ် ဆိုလို့ရှိရင်ချေတို့ပထမဆုံးအရေးကြီးတဲ့ပထမဆုံးချက်ဘာလို့အဲ့လဲဆိုရင်ကိုရှိမှာတိကျတည်ချတဲ့တင်ယူတစ်ခုအစဉ်ပြေတဲ့တင်ယူတစ်ခုရှိရပါမယ်။အဲ့ဒီဟာကဘာကိုပြောတာလဲဆိုတော့ချေတို့ကပြန်ပြီးတော့တင်နဲ့ပြန်တင်ပြီးတော့မယ်ဆိုရင်ကိုကကိုရဲ့ကိုပိုင်ပတ်တန်နဲ့တင်မှာလား။တချို့ကကြတော့ ဒီချက်လိုပေါ့နော်ဒီချက်ဆိုရယ်လဲတန်တန်းနေလိုက်တက်ထားတယ်အများကြီးဟိုးဆရာဒီဆရာအများကြီးလိုက်တက်ထားတယ်အဲ့ဒီကနေမှတစ်ချက်အစင်ပြေတဲ့နီလန်းလေးတွေယူတဲ့အစင်ပြေတဲ့ပတ်တန်လေးယူပြီးတော့တစ်ချက်ကိုယ်တိုင်ပတ်တန်အစ်စ်လေးတစ်ခုပြန်ပြီးတော့ပြင်ပေးထားတယ်အဲ့ဒီပတ်တန်အစ်စ်လေးနဲ့ချက်ကစမ်းကြည့်တဲ့အစင်ပြေတဲ့ဖြစ်တဲ့အတွက်ချက်ကအဲ့ဒီပတ်တန်နဲ့ပဲတစ်ချက်ကိုယ်ပိုင်ပတ်တန်ဖြစ်သွားတာပေါ့နော်အဲ့ဒီပတ်တန်နဲ့တစ်ချက်ကအဲ့ဒီတင်ယူအတိုင်းပြန်ပြီးတော့တင်တန်းဖွင့်တယ်အဲ့လိုပဲအမကလည်းဒီလိုမျိုးချက်ကကပြောသလိုမျိုးပဲ ကိုပြင်ထားတဲ့ပတ်တန်နဲ့သွားမဲ့တင်ယူလားဒါမှမဟုတ်ကိုတင်ခဲ့တဲ့ဆရာပေါ့နော်ကိုတင်ခဲ့တဲ့ဆရာရဲ့တင်ယူကအဆင်ပြေတယ်ကိုဒီနီးလက်နဲ့ပဲပြန်ပြီးတော့တင်မယ်ဆိုပြီးအဲ့ဒီတင်ယူလာပေါ့အဲ့တော့ခြေတို့အဲ့ဒီတင်ယူတစ်ခုတိကျသေးချာတယ်တင်ယူတစ်ခုတစ်ချေတို့မှရှိရမယ်နော်အဲ့ဒီတင်ယူတိုင်းခြေတို့သွားမယ်ခြုံနီးတွေပတ်တန်ဆွဲနီးတွေဟိုကိုတိုင်းနီးတွေတင်တဲ့ပုံစံကအစပေါ့နော်အဲ့ဒီအတိုင်းသွားမယ်ဆိုတော့တိကျသေးချာတဲ့တင်ယူတစ်ခုရှိရတယ်နောက်ပြီးတော့အခုနောက်ပိုင်းမှာက တင်နန်းတွေကအရင်လိုမျိုးတခါရဲဘာသာစုံတင်နန်းမဟုတ်ဖိနေချေတန်းခွဲတွေအများကြီးဖွင့်ကြရပေါ့နော်အဲ့ဒီဟာကဘာကောင်းလဲဆိုလို့ရှိရင်ချေတို့ကတင်နန်းသူအတွက်လည်းတန်းခွဲရွေးချယ်ရတာအဆင်ပြေသွားတယ်ဈေးနှုန်းတွေလည်းတပိတ်တည်းအများကြီးမပေးရဘဲနဲ့တက်တောက်တက်တာနဲ့တဒန်းချင်းစီတက်လို့ရတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုနောက်ပိုင်းဆိုရင်တန်းခွဲတွေနဲ့ဖွင့်ကြတယ်ဒါပေမဲ့ပထမဦးဆုံးစဖွင့်ပြီဆိုလို့ရှိရင်တော့ချေတို့ကအခြေခံအတန်းအနေစဖွင့်ကြတယ်အဲ့တော့ချေကအခုအခြေခံအတန်းစဖွင့်ဖို့အတွက်အရင်ပြောပြသွားပေးမယ်ဘာလို့ဆိုတော့နောက်အတန်းကြီးကကြတော့ကိုဒီလောက်ကြီးခက်ခဲမခက်ခဲတော့ဘူးပေါ့နော်ကိုအရှိ မှာအခြေခံတန်းတန်းတင်ပြီးသွားပြီဖြစ်တဲ့အတွက်ကိုယ့်ကိုနောက်တန်းနေရာဆက်ပြီးဖွင့်သွားလို့အဆင်ပြေသွားပြီအဲ့တော့အခြေခံတန်းအတွက်ခြေလို့စပြောမယ်ခုနကခြေလို့တင်ရိုးတစ်ခုရပြီကိုကဒီပတန်တိုင်းသွားမယ်ဒီလိုမျိုးတင်မယ်ဟုတ်ပြီအဲ့ဒီတစ်ခုရသွားပြီဆိုလို့ရှိရင်အဲ့ဒီရဲ့အောက်မှာခြေလို့တင်ပြီးမဲ့ဘာသာရဲ့ပထမအဆုံးအခြေခံအတန်းမှာဆိုရင်ဘယ်နဲ့ဘယ်နဲ့ဘယ်နှစ်ခုထည့်ပေးမှလဲပေါ့နော်အထည်ဘယ်လောက်ထည့်ပေးမှလဲဒီဇိုင်းဘယ်နှမျိုးတင်ပေးမှလဲဘာဘာသာရက်တွေထည့်ပေးမှလဲပေါ့အဲ့ဒီဘာသာရက်တွေဒီအစင်လိုက်စီထားတဲ့မာတိကတစ်ခုအစင် အစင်းသိပြင်ထားပါတော့ကျတော့အရေးဆုံးအခြေခံစနင်းကစတင်မယ်ပြင်ကိုတိုင်းနီးသွားမယ်ကိုတိုင်းတွန်နီးပါမယ်ပတန်ဆွဲနီးသွားမယ်ပြင်ချုံတဲ့နေရာမှာဆိုထမိန်ထုတ်တာစတင်မယ်ပေါင်းမိသွားမယ်စကတ်တွေသွားလွယ်တာကနေပြီးတော့တစင်တစင်တင်နန်းသူအတွက်တဖြည်းဖြည်းဆွဲခေါ်သွားတဲ့မာတိကာမျိုးအစင်ပြေတဲ့မာတိကာမျိုးကိုကအစင်လိုက်စီပေးထားမယ်ပြီးကမှအင်ဂျီတွေသွားမယ်အင်ဂျီဆိုရင်လွယ်တဲ့ဒီပေါ်ရိုးရိုးအင်ဂျီအပွားနေပြီးတော့မှပြီးတော့မှအခြေခံပတန်ရင်ပုံးရေစီဒီလိုမျိုးဖြတ်ဆက်တွေတန်းသွားမယ်ပေါ့အဲ့လိုမျိုးအစင်လိုက်စီထားတဲ့မာတိကာတစ်ခုကရှိရပါမယ်အဲ့တော့ကျတော့တင်ရိုးရွာ ါပြီးမာတိကာရောက်သွားပြီးအဲ့တော့ကျွန်တော်ဘာတစ်ခုဆက်ပြီးရှိမလဲဆိုရင်အဲ့ဒီချိန်မှာကိုက အဲ့ဒီမှာကိုကတင်ငန်းစာတစ်ခုအချိန်ဘယ်လောက်ယူပြီးတင်မှာလဲပေါ့နော်တင်ငန်းစာတစ်ခုကိုချဲတော့ကတစ်ရက်နဲ့အပြည့်တင်မှာလားဒါမှမဟုတ်တင်ငန်းစာတစ်ခုနှစ်ရက်တင်မှာလားအဲ့လိုမျိုးတွေးပြီးတော့ကိုကဥပမာတင်ငန်းစာအခု30ရှိတယ်ဆိုလို့ရှိရင်တင်ငန်းစာတစ်ခုနှစ်ရက်နှုန်းနဲ့တင်မယ်ဆိုရင်ဒီချဲတော့ကရက်60ဖြစ်သွားမယ်ပေါ့ဒါအကြမ်းမြင့်တွက်တာနော်ရက်60ဖြစ်သွားမယ်ရက်60ဆိုလို့ရှိရင်ချဲတော့ကအချိန်ကာလဘယ်လောက်ထွက်မလဲဆိုရင်ချဲတော့တစ်ပတ်မှာဘယ်နှစ်ရက်တင်မလဲပြန်တွက်ရမယ်အဲတစ်ပတ်အချိန်ပြည့်မတင်ကြဘူးလေတစ်ပတ်မှာ9ရက်တင်မှာလား4ရက်တင်မှာလားအဲ့တော့တစ်ပတ်မှာ4ရက်တင်မယ်ဆိုလဲ4ရက်အဲ့ဒီကနေမှ ုနှစ်ကတင်ငန်းစာအခု30ရက်ရပောင်း60ကိုခြေရွက်တပတ်ကို၄ရက်နဲ့တွက်လိုက်ရင်အချိန်ကာလဘယ်လောက်ကြာမလဲတင်တဲ့ကာလသည်3လကြာမှလား4လကြာမှလားဆိုပြီးတော့အချိန်ကာလတစ်ခုထပ်ပြီးထွက်လာလိမ့်မယ်အဲဆိုခုနကခြေရွက်တင်ရိုးရွာပြီးမာတိကာရွာပြီးပြီးလို့ရှိရင်တင်တဲ့ကာလအချိန်ကာလတစ်ခုရွာပြီး3ခုရွာပြီးပေါ့ဟုတ်ပြီနောက်တစ်ခုကကြာတော့ကိုကပထမဦးဆုံး course မှာတင်တဲ့သူဘယ်နှယောက်လက်ခံမှာလဲ ကျွန်တော်10ရောက်လက်ခံမယ်ဆိုလဲ10ရောက်9ရောက်လက်ခံမယ်ဆိုလဲ9ရောက်ပေါ့အဲ့တော့10ရောက်လက်ခံမယ်ဆိုလို့ရှိရင်ကျွန်တော်မှာအချုပ်ဆက်10လုံးရှိရမယ်ဟုတ်ပြီလားဓာတ်ဆက်ကတော့ကျွန်တော်တလုံးနှလုံးရှိရင်ရပြီတော့ cutting ခုံ10ခုံပြင်ပေးထားမယ်ကျွန်တော်တို့ဒီကျွန်တော်တင်တော့ဆိုလို့ရှိရင်ဘယ်လိုရှိလဲဆိုတော့ဒီမှာစက်ခုံကွာအဲစက်ကအခုနောက်ပိုင်းဆိုခေါင်းလေးတွေပဲတုံးကြတာများတယ်လीမော်တာရတဲ့နေရာတွေမှာဆိုရင်ချင်းင်းခုံမတုံးကြတော့ချင်းင်းခုံဆိုလဲ ဒီလိုရှိမှချင်းနင်းကုန်ရှိမယ်ဒီလိုတင်နန်းသူရဲ့ပေးမှာဒီကတင်လောက်ဖို့အတွက်ခုံလေးထားပေးထားရပေါ့အဲအဲ့လိုမျိုးအစင်နင်းပြပေးထားရမယ်ကိုရဲ့တင်နန်းနေရာကလည်းဒီ9ရောက်ဆို9ရောက်ဆက်မဲ့နေရာ10ရောက်ဆို10ရောက်ဆက်မဲ့နေရာပေါ့အစင်တင်ပြင်ပေးထားရတယ်ဟိုအသေးစိတ်ကပြောမယ်ဆိုအမိုက်ချင်းကအစားတော့ကိုကပြင်ပေးထားရတာပေါ့နော်အဲ့ဒါမျိုးလေးရှိမယ်ဟုတ်ပြီလားအဲ့တော့ကိုနိုင်တလောက်တင်နန်းဥရရနေပြီးတော့စတင်လို့ရတယ်၅ရောက်ကနေလည်းစတင်လို့ရတယ်ဟုတ်ပြီအဲ့ဒီမှာနောက်တစ်ခုကဘာရှိလဲဆိုရင်ရှယ်တို့တင်နန်းကြီးတတ်မှတ်ရမယ်ပေါ့ကိုတင်ပေးမဲ့ ခုနကချက်လို့ရှိရပြောသွားရကိုတင်ပေးမဲ့ဘာသာရက်တွေနဲ့ကိုတင်ပေးမဲ့ဘာသာရက်ကအခု30 30ကိုပေးမဲ့အချိန်ကာလနဲ့ နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့တင်လန်းကြီးတက်မှတ်ပေါ့နော်ဒါကတော့တင်လန်းကြီးကတော့ခြေလဲမပြောတတ်ဘူးကိုယ့်နေရာဒေတာနဲ့ကြည့်ပြီးတက်မှတ်ဟုတ်လားကိုယ်တင်ခဲ့တဲ့အဲနေရာဒေတာကိုယ့်ပတ်ဝန်းကျင်ကိုယ်ပြန်တင်ရမယ့်နေရာတခြားဆိုင်တွေလည်းဘလို့ရှိလဲကိုယ်တင်ပြီးတဲ့ပညာဘလောက်ယူရင်အဆင်ပြေလဲကိုယ့်ရှိလာတက်မှတ်တင်လန်းသူနဲ့ဘလောက်အဆင်ပြေလဲဆိုတာကိုတင်လန်းကြီးတခုတက်မှတ်အဲ့ဆိုချက်လို့အချိန်ကာလထွက်သွားပြီးတင်ရိုးရပြီးမှတိကာရပြီးပြီးလို့ရှိရင်တင်လန်းကြီးရောက်သွားပြီး ဟုတ်လားအဲဒါဆိုရင်အကုန်ပြည့်ပြည့်စုံစုံပြီးသွားပါပြီတော့ကျန်တာကတော့ကိုဝေးအဆင်ပြေတယ်လို့ဆက်ပြီးတော့တင်သွားလို့ရတယ်အဲ့ဒီမှာမှချက်တစ်ခုပြောချင်တာဒီကိုစီမှာတင်နှန်းလာတက်တဲ့သူဒီ10ရောက်တက်တယ်ဆိုပါတော့9ရောက်ကညံကောင်းတဲ့သူပါခဲ့ရင်တော့မှညံမကောင်းတဲ့သူက3ရောက်လောက်ပါတယ်တော်တော်ကြီးညံထိုင်းတဲ့သူက10ရောက်လောက်ပါချင်းလည်းပါမယ်အဲကိုကအဲ့ဒီလူတွေကို ဒီခုနှစ်ယောက်လောက်ကညံကောင်းတာဖြစ်တဲ့အတွက်ကိုကတစ်ခေါက်ရှင်းပြလောက်တာနဲ့နားလဲရင်တော့မှတယောက်နှစ်ယောက်လောက်ကတစ်ခေါက်ရှင်းပြလဲနားမလဲတာမျိုးရှိရပါတော့အဲ့ဒါမျိုးတော့ကိုကတိခံပြီးတော့ရအောင်နားလဲအောင်တော့တင်ပေးရတာမျိုးရှိတယ်နောက်တစ်ခုကဟိုချက်တစ်ခုအစီအရလောက်တာမဟုတ်ဘူးပေါ့နော်အကြံပေးချင်တာကတကယ်လဲတင်နန်းသူဖြစ်ခဲ့ဘူးတာဖြစ်တဲ့အတွက်တင်နန်းသူတွေဘက်ကနေပြီးတော့လဲပေါ့နော်သူတို့ပေးထားတဲ့တင်နန်းကြီးနဲ့ကိုလာတက်ရတာတန်အောင်တော့ကိုကတောင်းဝယ်ကိုယူထားတဲ့တင်နန်းကြီးနဲ့ပေါ့နော်ဟိုတန်နဲ့ ဘယ်လိုပြောရမလဲပညာတစ်ခုတော့ကိုပြန်ပေးရမယ်တင်းတန်းသူဘက်ကိုလည်းဘောနတောင်းဝယူမှုတောင်းဝန်ခံမှုတော့အပြေအဝလုပ်ပေးရပါတယ်အဲ့ဒါမှလည်းအဲ့လိုမျိုးကိုပထမဆုံးစတင်တဲ့တင်းတန်းမှာကိုကဘယ်လိုပြောမလဲတောင်းဝန်ကြည့်ခဲ့ပေါ့နော်တောင်းဝန်ကြည့်တဲ့တရားစည်တနာထားပြီးတင်ပေးရဆိုလို့ရှိရင်နောက်တင်တန်းနေမှာကိုတော်ကြွညာစရာမလိုဘောနော်တော်သူတင်တန်းသူကရလာပြီးသားဖြစ်ပါတယ်နောက်တစ်ခုထပ်ပြီးတော့တတိပေးစရာလေးရှိတာတစ်ခုကကျတော့တင်တန်းသူတွေထဲမှာလေး ကောင်းတဲ့သင်တန်းသူတွေအများကြီးရှိတယ်လို့ဆုံးဖြူပါလာတတ်တာမျိုးတွေလည်းရှိတယ်။အဲချက်ကိုယ်တိုင်လည်းကြုံပူတယ်ပေါ့နော်။အဲတချို့ကတော့အဆင်ပြေတဲ့အနည်းစုပါပါတာတော့လေ၁၀ယောက်မှဆိုရင်၁ယောက်၂ယောက်ပါတတ်တယ်။အကျော်တင်တဲ့သင်တန်းသူတွေပေါ့နော်။သင်ရတာအဆင်မပြေတဲ့သူတွေပေါ့။အဲ့လိုမျိုးလေးလည်းပါလာတတ်တာရှိပါတယ်။အဲ့တော့ကိုယ့်ဘက်ကနောက်တစ်ခုစီကန်းစက်လေးတော့တတ်မှတ်ထားပါ။ဥပမာသင်တန်းပြတ်မယ်ဆိုလို့ရှိရင်ခွင့်တိုင်ရမယ်ဆိုတာမျိုးတစ်ပတ်မှဘယ်လောက်ပုံမပြတ်နဲ့ဆိုတာမျိုးခွင့်မဲ့ခွင့်မဲ့ တင်နှံပြန်ရင်ပေါ့နော်ခွင့်မဲ့တင်နှံပြန်ရင်ပြန်မတင်ပေးဘူးဆိုတာမျိုးကိုဘက်ကစီကန်းချက်လေးတော့ထုတ်တာထုတ်ထားပြီးွားရင်တင်နှံလာအပ်တဲ့အချိန်နဲ့ကွာကိုကစီကန်းချက်လေးတွေပြထားပေးနော်အဲ့လိုမျိုးတင်နှံချိန်မှာဖုန်းမပြောရတာတို့နော်အများကြီးပေါ့နော်တင်နှံ ဒီစီကန်လေးထုတ်ထားပြီးစီကန်လေးတွေကိုဘက်ကသတ်မှတ်ထားပြီးအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လေစုံပြတဲ့နန်သူတွေပါတတ်တာဖြစ်တဲ့အတွက်ကိုကစိတ်ငြိမ်းရတတ်တယ်ပေါ့နော်အဲ့တော့ပြင်ဆင်စရာရှိရာလေးတွေတတိထားစရာရှိရာလေးချက်ကိုစုံစုံလင်လင်ပြောပြသွားပါတယ်ထပ်ပြီးသိကျင်တာမရှိရင်လည်းချက်ကိုလာပြီးမေးလို့ရပါတယ်ဒီချက်ကတော့ဒီစာချုပ်ပညာရဲ့နဲ့ပတ်သက်ပြီးတော့ပညာဒါနတွေ knowledge sharing တွေလုပ်ပေးနေတဲ့ချက်တွေဖြစ်ပါတယ်ရှင်